စိမ့်ညက်ညီမဖျားဟာမန္တလေးတိုင်းဒေသကြီးပကံတွင်တည်ရှိပြီးတော့မြင်းကပါရွာနယ်ပကံမြို့တိကြားစိုးမင်းကြီးအုပ်ချောင်းအကျော်ကာလန်ဘေးတွင်တည်ရှိပါတယ်။စိမ့်ညက်ညီမဖျားများတွင်စိမ့်ညက်ညီမဖျားကလိုင်ကူဖျားဖြစ်ပြီးတော့ဖျားအမှန်1085မြင်းဆောင်459ဖြစ်ပါတယ်။အနီးမှာရှိတဲ့စိမ့်ညက်ညီမဖျားကတော့ဗရိုးစီရီဖြစ်ပြီးတော့ဖျားအမှန်1086မြင်းဆောင်458ဖြစ်ပါတယ်။ဖျားနှစ်စုစလုံးကတော့အုတ်တိုင်းတစ်ခုအတွင်းမှာထူးခြားစွာတည်ရှိပါတယ်။ တည်ကြတဲ့အကြောင်းစာမှတ်သားရှိတာကြောင့်စတေရာစုကစိမ့်ညက်မီဖျားတီထားကိုးခွယ်ခဲ့တဲ့ဆိုပေမဲ့ပြည်သူကလက်ရကတော့စိမ့်ညက်ညီမကူဖျားမှာစတေရာစုလက်ရဖြစ်ပြီးတော့စိမ့်ညက်ညီမဘရိုဖျားမှာ73ရာစုလက်ရဖြစ်နိုင်တယ်လို့လည်းဆိုခဲ့ကြပါတယ်ထိုဖျားနှစုရဲ့ပြည်သူကလက်ရနဲ့အမှုပညာဟံမှာလဲလှပနူးညံ့တဲ့အတွင်ကြောင့်မြို့သမီးတည်ထားတာ ဖြစ်နိုင်တဲ့အထောက်အထားလို့လဲယူဆခဲ့ကြပါဗျ။စိမ့်ညက်ဆိုတဲ့နာမည်ကိုရာဇဝင်ကျမ်းထဲမှာတော့ပန့်တကူမထေရ စိမ့်ညက်မင်းသားတော်ဖြစ်တဲ့ဆိုရဲတစွန်းတစပဲရှိခဲ့ပါတယ်။ဒါကြောင့်ဒီဖျားနှစုကစိမ့်ညက်မင်းရဲ့မိဖျားများမှတဲခဲ့သလားညီမလို့ခေါ်ဆိုပေမဲ့